ါရှင် Golden Mouse ဓမ္မဌာနမှကြိုဆိုပါရရှင်အခုဆက်လက်တင်ပြမယ့်အကြောင်းအရာလေးကတော့တရဏဂုံသုံးပါးခံယူစောက်တီပုံဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမပြောမီဥစွာ Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါစေရှင်ကဲအကြောင်းအရာလေးတွေဆက်လိုက်ရအောင်တရဏဂုံဆိုတာ ဖျားတရားတန်ခါယတနာမြတ်သုံးပါးကို လေးလေးစားစားအာကိုအာထာပြုပြီးစိကပ်ပူဇော်ကိုးကွယ်တာကိုခေါ်တာပါတနည်းအားဖြင့်ဖျားတရားတန်ခါယတနာမြတ်သုံးပါးဒါလည်းကိုးကွယ်ရအစ်စ်ဖြစ်တယ်လို့ယုံကြည်တိမှတ်လျက်ယိုယိုတေတေလေးလေးစားစားစိကပ်လို့တော့ကုသိုလ်စေတနာ မဟာကုတုစိတ်စေတိတ်နံခန္ဓာအပေါင်းကိုတရဏဂုံလို့ခေါ်ပါလေတရဏဂုံတည်ရဆိုတာအချက်လေးချက်နဲ့ပြောပြပါမယ်နံပါတ်1ယတနာ၃ပါးကိုယုံကြည်တဲ့စိတ်နဲ့မိမိကိုယ်ကိုအနှင်းခြင်းနံပါတ်2ယတနာ၃ပါးကိုမိကိုအားထားခြင်းနံပါတ်3ယတနာ၃ပါးဤတပည့်အဖြစ်ခံယူခြင်းနံပါတ်4 ယတနာသုံးပါးကိုယူတည်ခြင်းဒီလေးပါးမှတပါးပါးကို ပြုပါကတရဏဂုံတည်တယ်လို့မှတ်ယူလို့ရပါတယ်။ဖေယတေယတန်ဃယတနာမြတ်သုံးပါးကိုစိကကိုကွယ်ခြင်းတည်းတစုံတယောက်သောသူကိုကြောင်းညွတ်သောကြောင့်စိကကိုကွယ်ခြင်းမျိုးမဖြစ်စေရပါ။တစုံတယောက်သောသူက ခိုင်းစေသောကြောင့်လည်းမဖြစ်စေရပါ။ ပစ္စည်းလလာဘအာနာပါဝါစသည်တို့ကိုရယူလို့တော့ကြောင့်ယေဒနာသုံးပါးကို ကိုးကွယ်စိတ်ကတ်ခြင်းမျိုးလည်းမဖြစ်စေရပါမိမိကိုယ်တိုင်ကဖျားစစ်ဖျားမှန်တရားစစ်တရားမှန်တန်ဃာစစ်တန်ဃာမှန်တကယ်ဖြစ်တည်လို့ယုံကြည်တတ်ဝင်တဲ့အတွက်ကြောင့်ယေဒနာသုံးပါးကို ကိုးကွယ်စိတ်ကတ်ခြင်းမျိုးတာဖြစ်စေရပါမယ် အဲ့ဒလိုစစ်မှန်တဲ့ဖရာတရားတန်ငါယဒနာသုံးပါးကိုကိုးကွယ်စည်းကပ်ပြီးတရားစစ်တရားမှန်ကိုလိုက်နာကျင့်သုံးစ조사အထုတ်ပါကလက်ငင်းအဖြစ်စိတ်ချနာမှုရရှိပြီးတဏျာဝစင်းရဲ့အပေါင်းမှဧကံမုတ်ချလုတ်ကင်းနိုင်မယ်လို့မိမိကိုယ်တိုင်မမိတ်မတုံယုံကြည်တတ်ဝင်မှုမျိုးနဲ့ယတနာသုံးပါးကို ကိုးကွယ်စိတ်ကခြင်းမျိုးဖြစ်စေရပါမည်လူလောကဝဲစိတ်ထားဖြူစင်ဖြောင့်မတ်မှန်ကန်ဖို့အရေးကြီးပါတယ်စိတ်ထားဖြူစင်ဖြောင့်မတ်မှန်ကန်မှသာယုံကြည်မှုလဲအားကောင်းလာမှာဖြစ်ပါတယ်တရဏဂုံတုံးမထဲမှာဗုဒ္ဓံတရဏံဂစ္ဆာမိဒီမြတ်စွာဘုရားကိုကိုးကွယ်မိခိုရာဟူ၍မိဝဲစိတ်ကတိမတ်ပါဤ လို့ဆိုတဲ့စကားရဲ့အတိတ်ပဲကတော့မြတ်စွာဘုရားဟာတရားအလုံးစုံကို အကုန်တည်တော်မူပါလေ။အိုချင်း၊နာချင်း၊သေချင်းစတဲ့စင်းရဲခတ်သိမ်းငြိမ်းအေးရာနိဗ္ဗာန်တရားကို ကိုယ်တိုင်တွေ့ရှိပြီးတတ္တဝါအများရရှိခံစားနိုင်အောင်တရားတော်တွေကို ဟောကြားတော်မူခဲ့ပါလေ။မြတ်စွာဘုရား ဟောတဲ့အတိုင်း လိုက်နာကြင့်ကြံရင်အပယ်လေးပုံမှလွတ်မြောက်သွားနိုင်ပါတယ်။စင်ရခတ်တိန်မှလည်းလွတ်မြောက်သွားနိုင်ပါတယ်။လို့ယုံကြည်ပြီးတော့မှမြတ်စွာဘုရားကိုအားကိုးပါれကိုကွယ်စိကပါれလို့ရှောက်ပြီးစောက်တည်ရပါတယ်။ရွတ်ဆိုပူဇော်တဲ့အခါမှလည်းအပြေးလွှာအမြန်ရွတ်ဆိုပူဇော်ခြင်းမျိုးမဟုတ်ပဲအ내အသိပ္ပယ်ကိုနှလုံးသွင်းကား ဖြည်းဖြည်းချင်းအာယုံပြုပြီးလေးလေးနက်နက်စောက်တည်ဖို့လိုပါလေဆက်လက်ပြီးတော့ဓမ္မန္တရဏံဂစ္ဆာမိဆိုရက်မက်ဖို့နိဗ္ဗာန်ဒီဟုတော့တရားတော်မြတ်ကို ကိုးကွယ်မိခိုရာဟူ၍မိဝဲစိကတိမတ်ပါဤဆိုရက်စကားရဲ့အတိပ္ပယ်ကတော့မြတ်စွာဘုရားဟောကြားတဲ့မတရား ဖို့တရားနိဗ္ဗာန်တရားတော်တွေကို အားကိုအားထားပြုပါတယ်လို့စောက်တည်ပါပါဒီတရားတော်တွေနဲ့ပြည့်စုံအောင် လိုက်နာကျင့်သုံးသွားရင်အပယ်စင်းရဲမှလည်းလွတ်မယ်တဏှာဝစင်းရဲမှလွတ်မယ်လို့ယုံကြည်အားကိုပါတယ်လို့စောက်တည်တာပါ နောက်တစ်ခုကတော့တန်ခမ်းတရဏံဂစ္ဆာမိဆိုတဲ့တန်ဃာတော်ကို 高贵米可呀，富裕米万四克，多么便宜！六十的十个月代表价了，米啥便宜？大大拿罗嘛，对呀，真东比，麦破要塞，要比骗的，里呀当阿罗哩个，贝姓耶，咱爹活生耶嘛，六妙呀对，阿哥阿他比娃的路，扫地大吧。 တန်ဃာတော်တွေကိုအယုတ်သေးပြုခြင်းတန်ဃာတော်ရဲ့အဆုံးမကို လိုက်နာကျင့်တုံးခြင်းဖြင့်အပယ်စင်းရဲတန်တရားဝစင်းရဲမှလွတ်မြောက်မယ်လို့ယုံကြည်အားကိုးပါတယ်လို့စောက်တည်တာပါမိမိတဏ္ဍ၌ယတနာသုံးပါးကိုယုံကြည်တိမှတ်စိကတ်ကိုကိုယ်လိုတော့စိတ်စေတနာဖြစ်နေကြောင်းကို ထင်ရှားပြဖို့ရာ ဝန်ခံဂတိပေးထားသောအဖြစ်ဗုဒ္ဓံတရဏံဂစ္ဆာမိစတဲ့ပါဠိစကားကို၃ချိန်ပြည့်အောင်ရွတ်ဆိုခြင်းဒီတရဏဂုံစောက်တည်ခြင်းပဲဖြစ်ပါတယ်နှုတ်ဖြင့်ရွတ်ဆိုရပါမယ်စေကုယုံမြဖြင့်ပြုလုပ်ခြင်းဟာစောက်တည်ရမရောက်ပါလူဝတ်ကြောင့်များနေနဲ့ပါဠိဘာသာမဟုတ်တော့လဲမိမိတို့ကျွမ်းကျင်သောဘာသာစကားဖြင့် ဖျားကိုကိုကွယ်စီကပ်ပါဤတရားကိုကိုကွယ်စီကပ်ပါဤတန်ဃာတော်ကိုကိုကွယ်စီကပ်ပါဤလို့အတိတ်ပဲတက်ဝင်အောင်လေးနဲ့ယုံကြည်စွာဖြင့်တလနှကုံစောက်တည်နိုင်ပါれဗုဒ္ဓဘာသာဝင်ဖြစ်သူသည်ယဟန်တော်တပါးပါးရဲ့ရှင်းမောက်တွင်ယိုတေစွာထိုင်ရှိခိုးပြီးဩဃာရဖြင့်ကြော့ပြီးမှဗုဒ္ဓံတရဏံကိစ္ဆာမိစတဖြင့် ပိတစွာရွတ်ဆိုလျက်တဏဏဂုံစောက်တရပါတယ်။တုံးကျင်ပြေအောင်ပိတစွာရွတ်ဆိုစောက်တရပါတယ်။ယဟန်တန်ကမရှိတော့နေရာရောက်နေပါက ရုပ်ပွားတော်စင်တူတော်ဇေဒီတော်တို့ရဲ့ရှေ့တွင်ယိုတေစွာထိုင်ရှိခိုးလျက်ဩကာသဖြင့်ကတော့ပြီးမှတရဏဂုံစောက်တရပါတယ်။ဆက်လက်ပြီးတော့ တရဏဂုံတည်ခြင်းရဲ့အကျိုးကျေးဇူးကိုပြောပြသွားမှာဖြစ်ပါတယ်။တရဏဂုံမဆောက်တည်မီတီလာယူနိုင်တော်လဲတရဏဂုံတည်ပြီးမှဆောက်တည်ကျင့်သုံးအပ်တော်တီလာဒီတာလင်ပုံမိုးပြီးတော့မှကောင်းကျိုးချမ်းသာရရှိနိုင်မှာမလို့ရှေးဦးစွာတရဏဂုံဆောက်တည်ပြီးမှသာငါးပါးတီလာရှစ်ပါးတီလာစတည်တို့ကိုဆောက်တည်ကြရပါတယ်။ တရဏဂုံတည်ခြင်းအကျိုးတရားတွေကတော့ယခုပစ္စုပန်ဘဝ၌ကြာရောက်စေကြာရောက်လက်တန့်သောအန္တရာယ်များရှိခြင်းကြောင်းညွတ်ခြင်းထိတ်လန့်ခြင်းကိုစင်းရဲခြင်းစိတ်စင်းရဲခြင်းအပယ်လေးပါးတို့လာရာရောက်ခြင်းစသည်တို့ကိုတာမြင့်ဖြစ်စည်းပေးတတ်ပါれ။နောင်ဘဝနတ်ပြည်တို့ရောက်တိခါတွင်လည်း တရဏဂုံတီရောနတ်တီတရဏဂုံမတီရောနတ်ထက်အသက်ရှိချင်းအစင်းလချင်းအချွေရန်ပေါများချင်းအပူဇော်ခံရချင်းထမြက်တော်ဉာဏ်ပညာရှိချင်းမနှိုင်းရှင်တော်စီးစိမ်ချမ်းသာကိုရရှိချင်းရွှေအစင်းနဲ့တူတော်အစင်းရှိချင်းချစ်ခင်နစ်တတ်မှုကိုရရှိချင်းကြော်စောထင်ရှားချင်း နတ်တို့၏အာယုံ၅ပါးတွင်တာလွန်ခြင်းမိမိ၏အလိုကို တခြားသောနတ်များကလိုက်လျောကြရခြင်းမိမိ၏အဆွေခင်မွန်းများကိုမိတူကမြပျက်စီးအောင်မပြုနှုတ်နိုင်ခြင်းစတဲ့အကျိုးတရားတွေနဲ့ပြည့်စုံနိုင်ပါလေ။ဒါကြောင့်အလွန်အလုံများ၍တရားအားထုတ်ရန်အချိန်မရတော့သူများသည့်တရဏဂုံ၃ပါးကို အမြဲမပြတ်ရွတ်ဆိုပွားများတင်ပါတယ်။တန်တရားမှာကျင်လည်ရလင်လဲဖော်ပြခဲ့တော့အကျိုးတရားများကိုရရှိပါလိမ့်မယ်။ဒါကြောင့်တရဏဂုံသုံးပါးကိုတတိယတိုင်းအမှတ်ရတိုင်းစိတ်ထဲမှာရွတ်ဆိုပွားများကြပါလို့တိုက်တွန်းအပ်ပါတယ်။ကဲအခုတင်ဆက်တဲ့ တရဏဂုံ၃ပါးခံယူစောက်တည်ပုံ အကြောင်းအရာလေးဟာတစုံတစ်ခုများတင့်အတွက်ဘူတူတာမြန်ရာရှိခဲ့ရင်လိုက်ရန်ရှဲလုပ်ပြီးဖို့တောင်းဆိုပြစီ။နောက်ဆက်လွင့်မဲ့အကြောင်းအရာလေးကတော့ယတနာ၃ပါးကိုးကွယ်ရခြင်းဤအကျိုးကျေးဇူးအကြောင်းဖြစ်ပါလေ။ဆက်လက်ပြီးတော့စောင့်မျှော်နှားစင်နိုင်မယ်လို့မျှော်လင့်ပါလေ။နှားစင်ပေးတဲ့ ဓမ္မမိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကဘာသူကဘာသားအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။ကောင်းသောနေ့လေးဖြစ်ကြပါစေ။